ားရှင်တွေအားလုံးသားလို့ဆိုပါ Development Media Group DMG ရဲ့2025ခုနှစ်ဧပြီလ9ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်။ဒီကနေ့အစီအစဉ်မှာတော့စိတ်မတင်ကျွန်းအနီးမှာဘင်္ဂလားဒေ့ရှ်ငါးဖက်သမားစစ်တအုပ်ကို AA ဖမ်းဆီးတဲ့အကြောင်းစစ်တွေစစ်ကောင်စီတရင်က AA ထိန်းချုပ်ထားတဲ့ပုံနှကျုံးကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အခြေအနေစစ်တွေမျိုးတကြံရေလောင်းမင်းတက်ကိုစစ်ကောင်စီဖျက်သိမ်းတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ ဒီအစီအစဉ်ကိုကျမမျိုးတီရီကျွန်နဲ့အတူမအမြင်မြန်တို့ကိုထင်းနဲ့ဦးတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စစ်မှတင်ကျွန်းအနည်းမှာဘင်္ဂလားဒေ့ရှ်ငါဖက်သမားစစ်တပ်ကိုအေအေဖန်စီတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်မှတင်ကျွန်းအနည်းမှာရှိတဲ့ကော့ပဇပင်လင်ပြည်မှာငါဖက်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစစ်တပ်ကိုအရဟတ်တတော်အေအေကဖန်စီလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်အစီအစဲဒါဂါတရီဗျူးသတင်းဌာနမှဖော်ပြပါဗျာ မနေ့ကနန်နယ်ပိုင်းမှာစင်မာတင်ကျွန်းအနီးမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ငါဖက်သမားစစ်တပ်ဦးမှာငါဖန်ပုံနစီနဲ့ငါဖန်နေရှင် AA ကဖန်စီခေါ်ဆောင်သွားတာဖြစ်ပါတယ်။လက်ရှိမှာ AA ဖန်စီခေါ်ဆောင်သွားတဲ့ဘင်္ဂလားဒေ့ရှ်ငါဖက်သမားတွေကို ပြန်လို့ခေါ်ဆောင်နိုင်ဖို့အတွက်တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ဆွေးနွေးတာတွေပြုလုပ်နေတယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့မက်လ16ရက်ကလည်းရခိုင်ရေပိုင်နယ်အတွင်းတရားမဝင်ငါခိုးဖဲတာကြောင့်ဖန်ဆီးခံရတဲ့ဘင်္ဂလားဒေ့ရှ်ငါဖက်သမား21ဦးကိုဘင်္ဂလားဒေ့ရှ်နေရှာဆောင်တက်စီလွှဲပြောင်းပေးခဲ့ပါတယ်။ ရဟန်ရေပိုင်နဲ့အတွင်းကျူးကျော်ဝင်ရောက်ပြီးငါခေါ်ဖန်တဲ့ဘေးနိုင်ငံသားတွေကိုမဆိုတရားဥပဒေနဲ့အညီအပြစ်ပေးအရေးယူသွားမယ်လို့အေကပြောထားပါဗျ။စစ်တွေမှာရှိတဲ့စစ်ကောင်စီတရင်တွေကအိမ်ထင်းလျှောက်ထားတဲ့ပုံရိပ်ချင်းမျိုးကိုလက်လက်ကြီးပိတ်ခတ်ခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါပါ။ ရခိုင်ပြည်စစ်တပ်မြို့နယ်ကြက်မတောက်ကျေးရွာမှာရှိတဲ့စစ်ကွန်စီတပ်ကတပွေးဖြစ်ပေါ်တာမရှိဘဲအာရခတ်တပ်တော် AA ထိန်းချုပ်ထားတဲ့ဘုန်းကြီးမြို့နယ်ကိုလက်နက်ကြီးပစ်ခတ်တာတွေအများပြားလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါး AB ရှေ့ရဲ့ညစစ်တနားရီလောက်မှာစစ်ကွန်စီလက်နက်ကြီး6ကျင့်ထပ်မင်းဘုန်းကြီးမြို့နယ်ဖက်ကိုပစ်ခတ်ခဲ့တယ်လို့မြေပြင်စစ်ရေးတရင်ရဲမြက်ကပြောပါတယ်အဲ့ဒီပစ်ခတ်မှုအတွင်းထိခိုက်ပျက်စီးမှုအခြေအနေတွေနဲ့ပတ်သက်လို့အသေးစိတ်ကို DM ကြီးကဆက်လက်စူးစမ်းနေတုန်းဖြစ်ပါတယ် လက်ရှိစစ်တွေမြို့နယ်မှာအာရခတက်တော် AA နဲ့စစ်ကောင်စီတို့ကြားမြပြင်တိုက်ပွဲတွေရည်နာထားပေမဲ့စစ်ကောင်စီနေပြည်တော်ကဒေသခံရေလုံသားတွေကိုဖက်စီးတာနဲ့စစ်ကောင်စီတရင်တွေကလက်နေကြီးပိတ်ခတ်တာတွေလှုပ်ဆောင်နေပါတယ်သတင်းတွေကိုတင်ဆက်ပေးနေပါတယ်ဆက်လက်ပြီးတော့စစ်တွေမျိုးတကြံရေလောင်းမင်းတက်ကိုစစ်ကောက်စီဖျက်သိမ်းတဲ့အကြောင်းကိုလည်းတင်ဆက်ပေးဦးမှာပါ စစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမြို့မှာအခုနဲ့တကြံပွဲမှာကျင်းပဖို့ပြင်ဆင်ထားတဲ့ရခိုင်ရိုးရတကြံရေလောင်းမင်းတပ်ကိုစစ်ကောင်စီကပြန်လည်ဖျက်သိမ်းလိုက်တယ်လို့သိရပါဗျ။စစ်တွေမြို့လမ်းမကြီးမှာရှိတဲ့အိုးအဓမပန်းချန်ရှိမှာဆောက်လုပ်ထားတဲ့ဗဟိုရေလောင်းမင်းတပ်ကိုဧပြီလပထမသတင်းပတ်မှာပြန်လည်ဖျက်သိမ်းလိုက်တာလို့သိရပါဗျ။ စစ်တွေမြို့မှာစစ်ကောင်စီကတကြံပွဲကိုဗဟိုရေလောင်းမဲတဲ့အပါအဝင်နန်းတာသွေပွဲဖျားရည်တက်ပေပွဲတက်ကြီးပူဇော်ပွဲတွေနဲ့ကျင်းပဖို့ပြင်ဆင်ခဲ့တာပါမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်နိုင်ငံတော်မှာပြည်သူတွေဘေးဒုက္ခရောက်နေချိန်စစ်ကောင်စီကတကြံပွဲကိုဆက်ပြီးကျင်းပဖို့မက်လာအတွင်းကစစ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပမယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ပြောတဲ့သတင်းကိုတင်ဆက်ပေးရှင်ပါတယ်။ မြန်မာနိုင်ငံမှာအင်အားပြင်းငလျင်ကြောင့်ပြည်သူတွေထိခိုက်ခံစားနေရရှိမှာရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလမှာကျင်းပသွားမယ်လို့စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဒီကနေ့ထုတ်ပြန်နေလို့စစ်ကောင်စီဘက်သတင်းစာတွေမှာဖော်ပြပါဗျ။ရွေးကောက်ပွဲကိုဒီဇင်ဘာလအတွင်းမှာကျင်းပသွားမှာဖြစ်တာကြောင့်နိုင်ငံရေးပါတီတွေတည်ထောင်တာပါတီမဲပုံတင်လျှောက်ထားတာနဲ့ပါတီတွေပူပေါင်းပြီးပါတီတခုတည်းအဖြစ်တည်ထောင်တဲ့လုပ်ငန်းတွေကိုလာမယ့်မေလ9ရက်နေ့ကိုနောက်ဆုံးထားပြီးတော့ရွေးကောက်ပွဲကော်မရှင်တို့လျှောက်ထားကြဖို့လည်းအသိပေးထားပါဗျ။ ရွေးကောက်ဝေကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှအပိုင်းလေးပိုင်းခွေပြီးကျင်းပသွားမယ်လို့စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမက်လ25ရက်မှာပြောဆိုခဲ့ပြီးနောက်အခုအခါဒီဇင်ဘာလမှကျင်းပမယ်လို့ UEC ကထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။လက်ရှိမှာရွေးကောက်ပွဲလုပ်ငန်းတွေကိုဆောင်ရွက်ဖို့အရှိန်နှင်းကျလာပြီးဖြစ်တာကြောင့်ပိုပြီးထိရောက်စွာဆောင်ရွက်နိုင်ဖို့ UEC အဖွဲ့ဝင်ဦးတန်းစိုးကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌတာဝန်ပေးရလိုက်တယ်လို့ဆိုထားပါတယ်။ စစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေပေမဲ့နိုင်ငံတော်ဝန်မှငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေစစ်ဘေးပြန်လည်ထူထောင်ရေးနဲ့စီးပွားရေးကြာဆင်းမှုကိုပြန်လည်ဥမှုဖို့လိုအပ်တာကြောင့်ရွေးကောက်ပွဲပြုလုပ်ဖို့မလွယ်ကူကြောင်းကိုထောက်ပြတာတွေရှိနေပါတယ်နောက်ဆုံးအနေနဲ့မြန်မာမှာငလျင်အကျိုးဆက်သွေးလန်တုပ်ခွေးရောဂါကူးစက်မှုပုံများလာနိုင်တယ်လို့ WHO ကအသိပေးတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာငလျင်တန်းကြောင့်အိုးအိမ်ဆွန့်ခွာထွက်ပြေးခဲ့ရတဲ့မိသားစုဝင်တွေကလေးသင်ငယ်တွေနဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာချင်းပိုးများတဲ့နေရာတွေ အမိုးကမရှိတဲ့နေရာတွေမှာအိတ်ဆက်နေရတာကြောင့်သွေးလံတုပ်ခွေးရောဂါကုသခံရနိုင်ချေပုံများနိုင်ရလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဒီကနေ့မှထုတ်ပြန်ပါတယ်။စကိုင်းမန္တလေးနေပြည်တော်ပဲခူးရှမ်းတောင်ပိုင်းစတဲ့ငလျင်တန်တဲ့ဒေသကပြည်သူတွေမှာမလုံခြုံတဲ့အမိုးကအောက်မှာနေထိုင်နေရပြီးတော့လက်ရှိကာလမှာမိုးရွာသွန်းတာနေပူရာနဲ့အမိုက်တရိတ်တွေကြောင့်ပတ်ဝန်းကျင်မတန်ရှင်းတာတွေနဲ့ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမိဖက်အဖွဲ့အစည်းတွေနဲ့အတူကူးစက်ထိခိုက်လွေသူတွေကိုကာကွယ်ပေးနိုင်ဖို့အတွက်သူလန်တော်ကွေစစ်ဆေးတဲ့ပစ္စည်းတွေပံ့ပိုးပေးနေတယ်လို့ဆိုထားပါတယ်။ငလျင်သိမ့်ပြီးတဲ့နောက်ပိုင်းပြန်လည်ထူထောင်ရေးကာလမှာထိခိုက်ဒဏ်ရာရသူတွေကိုကူးသတာအပြင်နောက်ထပ်ရောဂါကူးစက်တာတွေလည်းဖြစ်မလာစေဖို့ကာကွယ်တာဟာလည်းအင်မတန်အရေးကြီးတယ်လို့ WHO ကပြောဆိုထားပါတယ်ရှင်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း66 839 63 633 63ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။